တခါတည်းကျမတို့ကဘလို့စဉ်းစားလဲဆိုဖခင်ထံကိုငါတို့ပြန်လှည့်လိုက်ရင်ငါတို့ကမတန်ဘူးငါတို့ကမတန်ရှင်းတော့ဘူးငါတို့ကဖခင်ရဲ့ဆုံးမခြင်းကိုပြတ်တင်ခြင်းကိုခံရတော့မယ်လို့ထင်တာပြန်ကြည့်လိုက်လေတမန်ကျမ်းစာထဲမှာတာမိုက်ကစမိုက်ကလေးကအဖေက အော်ဟစ်ပြီးတော့ဆူဆဲလိုက်တယ်လို့ပြောလို့လားမပြောပါဘူးတာမိုက်ကစပြီးတော့မကောင်းသောအမှုရာကိုစပြီးတော့လှုပ်တဲ့အချိန်မှာပင်လေအဖေက ညီတော်ပြစ်တင်တဲ့စကားတစ်ခုမှမပြောဘဲအမွေကိုတန်းပေးလိုက်တာကောင်းခင်ဖခင်ကတခါတလေသူ့ရဲ့ဆုံးမတဲ့နီလန်းကစကားတစ်ခုမှမပြောလဲဆုံးမတဲ့နီလန်းအထမြောက်တယ်ကျွန်တော်တို့လောကဖခင်နေတာအဲ့လိုမျိုးမဟုတ်ပြောတာအကြီးကျယ်ပဲမှတ်လောက်သားလောက်တပွားလုံးချိုးသွားတဲ့အထိမျက်ရည်ကိုတခါတည်းနှစ်ရက်သုံးရက်ကြာလောက်တဲ့အထိနော်နာကျင်စွာပြောတတ်ကြတဲ့ဖခင်နေရှိတယ်ဒီကောင်းခင်ဖခင်ရဲ့နော်လှုပ်ဆောင်ချက်ကိုသတိရစေခြင်းနဲ့ကောင်းခင်ဖခင်ကတော့တခေါမှဘာဖြစ်လဲစူဟောက်អော်ပြီးတော့ ပြောဆိုတဲ့အရာတွေမလုပ်ဘဲနဲ့တောင်မှခွင့်လွှတ်ပေးတယ်အခုဒီမှာတားမိုက်ကပြန်လာတဲ့အခါမှာလည်းဒီအတိုင်းပဲဖယားသခင်ကစည်ရင်တက်တဲ့ဖယားလို့စဉ်းစားနေတဲ့အတွေးခေါ်ကိုဖယားကပြောင်းလဲပြလိုက်တယ်ငါသားကိုငါဟာချိုးဆိုတယ်ငါသားကိုငါကခွင့်လွှတ်တယ်ငါသားကိုငါကသီးခံတယ်ငါသားကိုငါကလက်ခံတယ်ငါသားကိုငါကလက်မလျှော်ဘူးငါသားကိုငါကချိုးဆိုမယ်ဆိုတဲ့ဖခင်မျိုးဖြစ်တယ်ထိုကဲ့သို့သောကောင်းကင်ဖခင်နှလုံးသားကိုဒီနေ့ဒီမှာရှိရဲ့ ဖခင်တယောက်ချင်းစီတိုင်းအိမ်တော်ဦးစီးတယောက်ချင်းစီတိုင်းရကြပါစေအဲ့ဒီနှလုံးသားသာပြည့်ဝမယ်ဆိုရင်အိမ်တော်မှာမြေတားမြေမြန်ကြစေအပြင်းလန်းနာလေတယောက်မှမရဘူးကွာလို့ချင်းရတဲ့ရှင်တင်တဲစေကိုရောရဲ့မြေတားပေါ်ကျူးရင်လေ ကိုရောမေတ္တာဘလို့ဖော်ကျူးမှာလဲဒီနှုတ်ကပတ်တော်ကိုဆင်ခြင်အောင်းမိတ်မှာပဲဖော်ကျူးနိုင်မှာပေါ့အာမင်ဘေးနားမှာရှိတဲ့သူကိုပြောပါအဲ့ဒါငါရဲ့အဖေအဲ့ဒါငါရဲ့ဖခင်လို့ပြောလိုက်ပါဟာလေလုယာကဲရိုအဲ့ဒီချိန်မှာတားငယ်ကအဖေစီကိုရောက်တဲ့အခါမှာအဖေကသူ့ကိုအယုံဆုံးဘာလုပ်လိုက်လဲဆိုတော့တားကိုမှတ်မိတဲ့အပြင်ဖတ်ပြီးတော့နန်းလာတဲ့တခါတော့ဖတ်နန်းတဲ့အခါမှာရိုးရိုးနန်းတာမဟုတ်ဘူးနော်သူ့ရဲ့နှုတ်ခမ်းနဲ့နော် တားရဲ့ညက်ပတ်နေတဲ့မျက်နှာညက်ပတ်နေတဲ့ခေါင်းညက်ပတ်နေတဲ့ခန္ဓာကိုယ်ကိုအဖေကပိုက်ပွေပြီးတော့မှနန်းရှုပ်တာဖြစ်တယ်အဲ့တော့ဒီနေရာမှာညစ်ညူးခြင်းဆိုတဲ့မစင်ကြယ်ခြင်းဆိုတဲ့ຢာကဘာကိုပြောတာလဲဆိုအပြစ်ကိုပြောခြင်းဖြစ်တယ်အဲ့တော့ဒီနေ့ဖယားခင်ကအပြစ်ကိုယွံပေမဲ့တင်နဲ့ပသက်လိုက်အပြစ်ကိုတော့နန်းရှုပ်ခဲ့တယ်ဖယားဖြစ်တယ်အာမင် င်းနဲ့ပတ်သက်လာရင်သူ့ရဲ့ခန္ဓာကိုယ်ဘောကိုယူတင်ဝတ်ဆောင်ရဲတဲ့ဖခင်ဖြစ်တယ်။တင်းရဲ့အရှက်ကွေးခြင်းနဲ့အားလုံးကိုသူ့အပေါ်မှာတင်ရဲတဲ့ဖခင်မျိုးဖြစ်တယ်။ဒါကြောင့်လဝါကားတိုင်းပေါ်မှာတင်းရဲ့ပြုတ်မှုခဲတဲ့အပြစ်အားလုံးအတွက်တင်းရဲ့လက်တင်းရဲ့ခြေတင်းရဲ့ကြောတင်းရဲ့အတွေ့ကိုတင်းရဲ့နှလုံးကပြုတ်မှုခဲတဲ့အရာတွေအားလုံးအတွက်သခင်ယေရှုခရစ်တော်ဖခင်ဟာသူ့ရဲ့တန်ရှင်းခြင်းကိုတင်းအတွက်ပေးပြီးတော့မှတင်းရဲ့ ရှက်ကွဲခြင်းနဲ့တင့်ရဲ့ညင်ညူးခြင်းနဲ့အားလုံးကိုယူဆောင်ပေးတဲ့ကောင်းကင်ဖခင်ဖြစ်တယ်အာမင်ဒါကြောင့်မလို့အပြစ်နဲ့ပတ်သက်လာပြီဆိုရင်ယွန်တက်တဲ့ဖခင်ဖြစ်ပေမဲ့သင်ကအပြစ်လောက်ထားတယ်ဆိုရင်အဲ့ဒီအပြစ်ကိုပင်နှခမ်းနဲ့ထိရတဲ့ဖခင်မျိုးဖြစ်တယ်ထို့ဖခင်သခင်ကသင်ကိုတိတ်ချတဲ့ဖခင်ဖြစ်တယ်အာမင်